2020ပြည့်နှစ်နှောင်းပိုင်းမှစတင်ကကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုနောက်ပိုင်းကာလတွေမှာအသေးစားချင်းငွေလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်မှုတိတာစွာကျဆင်းသွားတယ်လို့အသေးစားငွေချေးလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌစီမံပဏာဝန်ကြီးဦးဝင်းရှင်ကပြောပါတယ်ဒီအခြေအနေတွေကိုအသေးစားငွေချေးလုပ်ငန်းကုမ္ပဏီတွေကတင်ပြတဲ့စည်ရင်စရာတွေအရာစစ်ဆေးတွေ့ရှိရတာလို့မက်လ16ရက်နေ့ကပြုလုပ်ခဲ့တဲ့အလုံယုံဆွေးနွေးပွဲမှာထည့်သွင်းပြောကြားခဲ့တာပါ 2025ခုနှစ်ဇန်နဝါရီလစာရင်းတွေအရာအသေးစားချင်းငွေလုပ်ငန်းကုမ္ပဏီ189ခုကနေထုတ်ချင်းငွေလက်ကျန်ကျပ်2012.31ဘီလီယံရှိပြီး2021ခုနှစ်ဇန်နဝါရီလစာရင်းနဲ့နှိုင်းယှဉ်ရေးထုတ်ချင်းငွေလက်ကျန်ကျပ်981.315ဘီလီယံရော့ကျသွားတာကိုစာရင်းတွေမှာတွေ့ရှိရပါတယ် ရောင်းနေချဆင်းရတဲ့အခြေအနေတွေထဲမှာချင်းငွေလုပ်ငန်းတွေလိုအပ်တဲ့လေပတ်မတိငွေရင်းကိုပြည်ရင်းပြည်ပငွေရေးကြေးရေးအဖွဲ့အစည်းတွေထံကနေတင်းတင်းနဲ့အတုံတုံနဲ့ရယူနိုင်ရေးလိုအပ်ချက်ရှိနေတာကလည်းတစ်ခုအပါအဝင်ဖြစ်တယ်လို့ကော်မတီဥက္ကဋ္ဌကဆိုပါတယ်။ဒါအပြင်နေမြေဒေသအခြေအနေတွေကြောင့်လုပ်ငန်းလေပတ်နိုင်မှုမရှိတဲ့နေမြေဒေသတွေမှာငွေကြေးဝန်ဆောင်မှုရရှိစေရေးနီးလန်းတွေဖော်ထုတ်ဖို့လိုအပ်တယ်လို့လည်း၎င်းကထည့်သွင်းပြောကြားထားပါတယ်။ 2025ခုနှစ်ဇန်နဝါရီလအထိရရှိစရင်အရာနေပြည်တော်အပါဝင်တိုင်းဒေသကြီးနယ်ပြည်နယ်12ခုကအသိဝင်ဥယေ1.85တန်ကိုထုတ်ပေးထားတဲ့ချင်းငွေလက်ကျန်အဖြစ်ကျပ်2012.31ဘီလီယံရှိကြောင်းပါခင်ဗျာ you